အရာတိုင်းဟာပုံမှန်တိုင်းပါပဲလို့ထင်ရတယ်။2014ခုနှစ်မလာရှိရနေညတညပေါ့မလေးရှားနိုင်ငံကွာလာလမ်မှုကနေတရုတ်နိုင်ငံပေကျင်းကိုပြန်တမ်းမဲ့မလေးရှားလေကြောင်းလိုင်းရဲ့လေယာဉ်ကြီးတစ်စင်းရဲ့အကြောင်းပါ။လေယာဉ်မျိုးစားကလေ Boeing 777-200R ဆိုတဲ့ကင်မီလေယာဉ်မျိုးစားတစ်ခုပါ။မနက်7:41မိနစ်မှာ လေယာဉ်ကြီးဟာလေဆိပ်ပြေးလမ်းကနေအောင်မြင်စွာပြန်တက်သွားခဲ့ပါတယ်။ လေမော်မှာစုစုပေါင်းလူဦးရေ239ရောက်လိုက်ပါစီးနင်းခဲ့ပါတယ်။အဲ့ဒီတည်းမှာခီးတယ်229ရောက်နေအမှုတန်း12ရောက်ပါဝင်ပါတယ်။အများစုကတော့တရုတ်လူမျိုးတွေပါပဲ။ဒီညခီးစဉ်ကပုံမှန်အားဖြင့်6နိုင်ခန့်ပဲကြာမြင့်မှာပါ။ဒီချိန်မှာခီးတယ်အများစုကလည်းအိပ်ပျော်နေကြပါပြီ။ဒါပေမဲ့ဒီပုံမှန်ညာလေးဟာဘင်းပြန်တမ်းမှုတမိုင်းမှာအကြောက်ရဆုံးနဲ့အနက်နေဆုံးလျှို့ဝှက်ချက်တစ်ခု ြစ်သွားမယ်လို့တော့ဘသူမှထင်ခဲ့ကြမှာမဟုတ်ပါဘူး။ဒီခီးစင်မှာနိုင်ပေါင်း1800ကျော်ပြန်တန်းခဲ့တဲ့ဝါရင်ပညာရှင်ကပ္တိန်ဇာဟာရီနဲ့ဒွဲ့ဖက်အော်ဖီဆာဖာရစ်တို့မောင်းနေခဲ့တာဖြစ်ပါတယ်။စစ်ဆေးရေးဖွဲ့ရဲ့နောက်ဆုံးမှတ်တမ်းတွေအရဆိုရင်ကပ္တိန်ဇာဟာရီမှာစိတ်ဖိစီးမှုစိုးရင်စိတ်ဒေါသထွက်မှုစရည်စိတ်ပိုင်းဆိုင်ရာပြဿနာတွေဘာမှကိုမရှိခဲ့ဘူးလို့ဖော်ပြခဲ့ပါတယ်။ ။ဒါကြောင့်လဲဒီဖြစ်ရဟာဖြေရှားခဲ့တဲ့ mystery တစ်ခုလိုဖြစ်လာပါတော့တယ်။လင်းဟာပေ300ဝဲမြင့်ကိုရောက်ပြီးပြန်တန်းနေတော့မှာပထမဆုံးထူးဆန်းတဲ့အရာစပြစ်လာခဲ့ပါတယ်။ဒီကိစ္စဖြစ်တဲ့အချိန်မှာမနက်တနားကြီး9မိနစ်ပဲရှိပါသေးတယ်။ဖြစ်ပုံကလင်းရဲ့စနစ်အချက်လက်တွေကိုမြေပြင်ကိုပုံမှန်ပို့ပြီးတဲ့ဆက်တွယ်ရေးစနစ်ကြီးကိုတစုံတစ်ယောက်ကပိတ်ချလိုက်ပါတယ်။ဒီစနစ်ကိုပိတ်ဖို့ဆိုတာတာမန်လူမပြောနဲ့ လင်းပြန်တမ်းမှုအကြောင်းမကျွမ်းခြင်းလုံးဝလုံးလို့မရပါဘူး။ဒါရွေချက်ရှိရှိပိတ်လိုက်တာဖြစ်နိုင်ပါလေ။ဘိုးဆိုးတော်ကလေချောင်းထိန်းချုပ်ရေးစကန်ကဒီစနစ်ပြတ်သွားတော့ကိုမိနစ်30တိတိကျောင်းတတိမထောင်မိခဲ့ကြပါဘူး။မနေ့တနားကြီး16မိနစ်မှာတော့မြေပြင်နဲ့နောက်ဆုံးဆက်တွေ့ခဲ့ရတဲ့အချိန်ကို ရောက်လာခဲ့ပါလေ။အရာရှိဖာရစ်ရဲ့အတန်လို့ယူဆရတဲ့ All right good night ဆိုတဲ့တာမန်နှုတ်ဆက်စကားလေးကိုကြားလိုက်ရပါတယ်။ ဒါပေမဲ့ဒီစကားဟာ MH370 ကကပောက်ကိုပြောခဲ့တဲ့နောက်ဆုံးစကားဖြစ်သွားခဲ့ပါလေ။စကားပြောပြီး2မိနစ်ကြာမှလေယာဉ်ဟာ VNN လေးပိုင်းတွေကိုဝင်ကနီးမှ Transponder စနစ်ကိုပါပိတ်ချလိုက်ပါလေ။ဒီစနစ်ကလေယာဉ်ရဲ့အမှတ်သားအမြင့်တွေကို Radar ကိုအမြဲပို့ပေးနေတဲ့စနစ်ပါ။ဒီစနစ်ကိုပိတ်လိုက်တဲ့ချိန်မှာတော့ဒီရင်ဟာရီဒါပေါ်မှာ အမြင်မသိအရာတစ်ခုအနေနဲ့ပဲကြံခဲ့ပါတော့တယ် ဒီနေရာမှာတသိန်းချဖွယ်ဖြစ်ပျက်ကစတင်လာခဲ့ပါလေ Transmoder ပိတ်ပြီးမနက်တနာရီ22မိနစ်နဲ့တနာရီ28မိနစ်ကြာမှာလင်းရဟာရုတ်တရက်180ဒီဂရီကွေလိုက်ပါတယ်ဒီလမ်းကြောင်းပြောင်းတာကိုထိုင်းနိုင်ငံဇူရတ်တန်နီပြည်နယ်ကစစ်ပတ်ရေဒါစကန်ကနေမှတ်တမ်းတင်ခဲ့ပါတယ်မနက်တနာရီ38မိနစ်မှာလင်းရဟာမလေးရှားရေဒါရီစီကိုပြန်ရောက်လာပြီးမူလလမ်းကြောင်းနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ မလကရည်လက်ကြောင်းကိုဥတီပြန်တန်းနေတော့ကို တွေ့ခဲ့ရပါတယ်။ဒီလီရင်ရဲ့ထူးဆန်းတဲ့လမ်းကြောင်းပြောင်းလဲမှုကလီရင်မှုကကိုယ်တိုင်လက်ဖြစ်ထိန်းချုပ်မောင်းနေမှုကြောင့်ပဲဖြစ်နိုင်တာပါ။ဘူဝီကျောင်းဆရာကောင်းတော်ကလီရင်ကိုအပိုင်စည်းခဲ့တဲ့သူကစစ်ဘက်ရေဒါတွေရဲ့ထိန်းချုပ်မှုကိုရှောင်ရှားဖို့အတွက်မလေးရှားနဲ့ထိုင်းနယ်စပ်တချို့ကိုတမင်တကာရွေးချယ်ပြီးပြန်တန်းခဲ့တော့ကိုစစ်စည်းအဖွဲ့ကတွေ့ခဲ့ရပါတယ်။ဒါလီရင်ကိုအပိုင်စည်းခဲ့တဲ့သူက ဘရင်ပြန်တမ်းမှုဤပညာနဲ့နိုင်ငံရေးနယ်နိမိတ်တွေကိုကောင်းကောင်းနားလည်ထားသူဖြစ်တယ်ဆိုတာပြသနေပါတယ်။လေးဟာမနက်၂နာရီနဲ့၂၂မိနစ်မှာတော့အင်းမန်ပင်လေပေါ်ကနေပြန်တမ်းခဲ့ပြီးစစ်ဘက်ရေဒါကနေပါလုံးဝပြတ်ကွယ်သွားခဲ့ပါပြီ။ပြဿနာကဒီချိန်မှာစတာပါ။မလေးရှားအနာဘိုင်တွေဟာလေရင်ပြောင်းဆုံးသွားတယ်ဆိုတဲ့ချက်လက်တွေကိုကင်တွယ်ပုံကအရန်နှီးကူခဲ့ပါတယ်။လေရင်ပြောက်သွားပြီးတနအီကျော်ကြာတဲ့အထိအရေးပေါ်အခြေအနေတော့မကြေညာခဲ့ပါဘူး။ ကနအုံးမှာလီရင်ပြောက်တယ်လို့ထင်ရတဲ့နေရာမှားဖြစ်တဲ့တောင်တရုတ်ပင်လယ်မှာရှာဖွေမှုတွေလုပ်ခဲ့ရလို့အဖိုးတန်တဲ့အချိန်တွေအများကြီးဆုံးရှုံးခဲ့ရပါတယ်။မနက်9:24ရောက်တဲ့အချိန်တောင်မှ Facebook ကနေတစင်အများပြည်သူကတရုတ်ဝင်ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ဒီအချိန်မှာဘေကျင်းမှာရောက်တင်ပြဖြစ်တဲ့လီရင်ကရောက်မလာခဲ့ချိန်မှာတော့မိသားစုဝင်တွေအားစိုးရိမ်ပူပန်မှု အကြီးကျယ်ဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ဒီလူအချက်ကိုဖော်ထုတ်ဖို့အတွက်နီးပညာရဲ့အကူအညီနဲ့ data ချက်လက်တစ်ခုပဲရရှိခဲ့ပါတယ်။လင်းရင်ပြောက်ပြီးရဲတပ်ဘက်အနေငယ်ကြောင်မှ Immersal လို့ခေါ်တဲ့ဂျိုဒုကော်မတီတစ်ခုရဲ့အချက်လက်တွေကို စစ်ဆေးကြည့်တဲ့အခါအကြီးမားဆုံးသောတဲလွန်စာကို တွေ့ခဲ့ရပါတယ်။လင်းမောကစက်တွေရစနေအလုံးပိတ်ထားပြီးမဲ့လင်းကိုပေါဝါပေးထားသူရဲ့ဂျိုဒုနဲ့စက်တွေကိုအနာအီတစ်ကြိမ်အလူလျောက်အချက်ပြစနစ်ဖြစ်တဲ့ Ghost Pains လို့ခေါ်တဲ့ handshake လေးတွေပြုလုပ်နေတာကိုတွေ့ခဲ့ရပါတယ်။မနက်၈နာရီ၁၉မိနစ်အထိဒီအချက်ပြမှုတွေဆက်ရှိနေတယ်လို့ဆိုခဲ့ကြပါတယ်။ဇိုလိုရာကလီယင်ဟာနောက်ဆုံး ရေဒါကနေပျောက်သွားပြီးနောက်၅နာရီကျော်ကြာလီထဲမှာဆက်လက်ပြန်တန်းနေခဲ့တာပါပဲ။ engineer တွေကဒီအချက်ပြမှုတွေကိုအသေးစိတ်တွေ့ချက်ကြည့်ကြတယ်။လီယင်နဲ့ဂျိုတို့အကွာအဝေးလီယင်ရဲ့ဥတီယာစတာတွေကိုရှုပ်ထွေးတဲ့သင်္ချာနည်းတွေနဲ့တွတ်တုပ်ပြီး MH370 လေယာဉ်ဟာအိန္ဒိယသမုဒ္ဒရာရဲ့တောင်ဝင်းမှာပဲရှိနေနိုင်တယ်ဆိုတဲ့အဖြစ်ကိုပေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ဒီချက်လက်တွေကြောင့်ပဲအပအကြီးဆုံးပင်လယ်အောက်ရှာပွေကိုဩစတြေးလျနောက်ဘက်က ခြေဖြောလာတဲ့အိန္ဒိယသမုဒ္ဒရာထဲမှာစတင်ခဲ့ကြပါတယ်။လူနာရီပေါင်းများစွာဘာပြဿနာမှမရှိဘဲပြန်တန်းနိုင်ခဲ့တာကိုရှင်းပြဖို့အတွက် depressurization လို့ခေါ်တဲ့လေရင်နှွင့်ဖိအားပျက်စီးခြင်းသီအိုတွေကိုပေါ်ထုတ်ခဲ့ကြပါတယ်။ ဗီဒီယိုရီယာဆိုရင်လေမှုခန်းထဲကလူတစ်ယောက်ကအောက်ဆီဂျင်မတ်စ်ကိုအိုတိုင်ဝတ်ဆင်ပြီး လေရဲ့ဖိအားစနစ်ကိုဖျက်ဆီးပစ်လိုက်တယ်။ဒါဆိုလေရင်ခန်းထဲကခရီးသည်တွေအမှုတန်းအလုံးဟာအောက်ဆီဂျင်ပြတ်လပ်ပြီးမီးမျောသွားကြမှာပါ။ပြီးမှလေရင်ကိုအေးဆေးစွာမောင်းနေပြီးစီကုံတဲ့အချိန်မှာဘင်းလေတွေကိုဒိုးစင်းခဲ့တာဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။လေရင်ပြတ်ကျခဲ့တဲ့နေရာကိုတိသွားပြီးမဲ့အိန္ဒိယသမုဒ္ဒရာရဲ့ဘင်းလေကျမ်းပြင်က မီတာ9000ကျော်ဒီနဲ့တာပြလို့ပင်လေထဲမှာအပြောက်ရှာနေရတယ်လို့ပါပဲနစ်နဲ့ကြီးပြီးရှာပွေခဲ့ကြပြီမဲ့ဘာတစ်ခုမှမတွေ့ခဲ့ကြပါဘူး black box ရဲ့အချက်ပြမှုတွေလို့တင်ရတာတွေရှိခဲ့ပြီမဲ့နောက်ပိုင်းမှာတော့ဆက်ရဲအမားတွေဖြစ်နေတယ်လို့သိခဲ့ရပါတယ်ဓမ္မဆောင်သဲလုံစာဖြစ်တဲ့လေရင်ပြောက်ပြီးတနစ်ခွဲကြ2015ခုနှစ်ဇူလိုင်လမှာပြင်သစ်ပိုင်း reunion ကျွမ်းကန်းချိန်မှာအပျက်စီးတစ်ခုလာတင်နေတာကိုတွေ့ခဲ့ရပါတယ် ဒါပျောက်ဆုံးသွားတဲ့လီရင်ရဲ့တောင်းမဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီး MH370 ကနေလာတာလို့တရားဝင်တည်ပြနိုင်ခဲ့ပါတယ်။ဒီကျောင်းဟာလီရင်ပြတ်ကျတဲ့နေရာလို့ယူဆရတဲ့ area ကနေကီလိုမီတာ3900တောင်ဝေးတာပါ။ဒီချက်ကအိန္ဒိယသမုဒ္ဒရာဟာဘလောက်တောင်ကျယ်ပြိုပြီးအင်အားကြီးလဲဆိုတာပြသနေတာပါပဲ။နောက်ပိုင်းမှာတန်ဇန်နီးယား၊မိုဇမ်ဘစ်စတဲ့အာဖရိကကမ်းရိုးတဲ့နိုင်ငံတွေမှာ အပျက်စီးအပိုင်းဆောင်20ကျော်ထပ်တွေ့ခဲ့ရပါတယ်။အဲ့ဒီအပျက်စီးတွေကိုစစ်ဆေးကြည့်တဲ့အခါမှာ ရေးကြီးဆုံးအဖြေတစ်ခုထွက်လာခဲ့ပါတယ်။ဒါလင်းရရေဘော်ကိုတင်းကျုပ်ပြီးဖြင်းညင်းစွာဆင်းသက်ခဲ့တာမဟုတ်ဘူး။လေထဲကနေအရှင်ပြင်းပြင်းနဲ့ပင်လေထဲကိုဖိုးစင်းထိခိုက်ခဲ့လို့စိတ်စိတ်မမကွဲထွက်သွားတာဖြစ်နိုင်တယ်လို့ကောက်ချက်ချခဲ့ပါတယ်။2019ခုနှစ်ဇန်နဝါရီလမှာပျောက်ဆုံးတော့၃နှစ်နေပါရှိပြီဖြစ်တဲ့လေရင်ရှောက်ပူရဲကို မလေးရှားဩစတြေးလျနဲ့ဒီအစိုးရတို့ကရက်ဆိုင်လိုက်ပြီလို့ကြေညာခဲ့ပါတယ်2018ခုနှစ်ဇူလိုင်လမှာမလေးရှားစိုးရရဲ့နောက်ဆုံးစီရင်ခံစာထွက်လာတော့လင်းရင်ပြတ်တာစပိုင်းဆိုင်ရာပြဿနာမျိုးပဲလူတို့ရဲ့ကိုယ်တိုင်လုံဆောင်မှုကြောင့်ဖြစ်ခဲ့တာလို့ကောက်ချက်ချခဲ့ပါတယ်ဒါပေမဲ့ဘာကြောင့်လဲဘသူလဲဆိုတော့အတိအကျမပေါ်ထုတ်နိုင်ခဲ့ပါဘူးစစ်စေးအဖွဲ့တွေက ကပတိန်ဇာရီရဲ့ကိုယ်ပိုင်ကွန်ပျူတာတွေကပြန်တမ်းမှုဆီမူလေးတာဒေတာတွေကို စစ်ဆေးကြည့်တဲ့အခါအိန္ဒိယသမုဒ္ဒရာတွေကိုဥတည်ပြီးစီကုံနဲ့တိမောင်းနေတဲ့လေကျင်ကန်ကို သူလုံးဆောင်ထားခဲ့ဘူးတော့ကိုတွေ့ခဲ့ရပါတယ်။ဒါကပတိန်ပေါ်တန်တရာကိုပူကြီးစေခဲ့တဲ့အချက်ပါ။ Hijacking Theory တွေလည်းရှိခဲ့ပါသေးတယ်။လေမပေါ်သွားတဲ့ခိုးယူထားတဲ့နိုင်ငံကူးလက်မှတ်ကင်ဆောင်သူအီရန်မျိုးသားနှစ်ဦးဟာတရားမဝင်ရွှေ့ပြောင်းနေတဲ့သူတွေတော့ဖြစ်ပြီး ချမ်းဖတ်သမားတွေမဟုတ်ပါဘူးလို့စစ်စည်းရေးအဖွဲ့ကအတည်ပြုခဲ့ပါတယ်။နောက်ပြီးရုရှားကခရိုင်းမီးယားကိုသိမ်းပိုက်နေချိန်နဲ့ MH370 ပျောက်ဆုံးမှုကအချိန်ကြိုက်ဖြစ်တာကြောင့်ကပ္ပအာယုံကိုလွှဲဖို့စစ်ရေးအရကြံစည်မှုဖြစ်နိုင်တယ်ဆိုတဲ့ theory တွေတော့ထွက်ခဲ့မှုပါတယ်။ဒါပေမဲ့ရုပ်ပိုင်းဆိုင်ရာသက်သေတွေကတောင်ဘက်အိန္ဒိယသမုဒ္ဒရာကိုပဲဦးတည်နေရပါ။နေကုန်းချုပ်အနေနဲ့ဒီဇယ်လမ်းမှာတော့ခင်မိတဲ့လေကြောင်းလိုင်းတစ်စင်းဟာ လူသားတဦးရဲ့အေးဆက်ဆက်အစီစဉ်ကြကြလုံဆောင်မှုကြောင့်ကဘာကြီးရဲ့မြေပုံပေါ်ကနေလုံးဝပျောက်ကွယ်သွားတဲ့ဖြစ်ပျက်ကြီးတစ်ခုပါပဲကျွန်တော်တို့ရှာဖွေခဲ့တဲ့အိန္ဒိယသမုဒ္ဒရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလူသားတွေတခါမှမြေပုံမထုတ်ရသေးတဲ့နေရာကြီးဖြစ်တယ်လို့သိခဲ့ရပါတယ်။ဒါကြောင့်လေရင်ရဲ့ကိုယ်တွေကြီးကိုရှာဖွေတွေ့ရှိဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။အတိအကျအဖြေမရသေးသေးသည့် MH370 ဟာ ခေတ်သစ်လေးချောင်းလောကရဲ့အကြီးမားဆုံးနဲ့အနက်ဆိုင်ဆုံးလေဝတ်ချက်တစ်ခုဖြစ်ဆက်လက်တည်ရှိနေ ਉ မှာပါပဲ။